ြည်နော်စင်ကြီးကဖုန်ကြီးကိုတင်ကန်းကတ်နေတာဒါကိုတချို့ကတင်ထားလို့ကတ်တာပါဆိုပြီးပြောနေကြပါတယ်တင်ထားလို့ပဲကတ်ကတ်မတင်ဘဲနဲ့ပဲကတ်ကတ်နော်ဖရာတရားတန်ကယရနာ၃ပါးကိုစော်ကားနေတဲ့လူတရိษံတွေထက်စာရင်တော့ဒီတရိษံကသားတယ်လူဖြစ်ပြီးတရိษံဖြစ်ရတာတော့ရှုံးတာပေါ့နော်လူတရိษံကဘယ်လိုမျိုးလဲလို့တချို့ကမေးကြလိမ့်မယ်လူတရိษံကိုမပြောခင်လူလေးမျိုးကိုအရင်ပြောမယ် လူလေးမျိုးကနံပါတ်1မနုဿနိရယလူသားစင်စစ်ဖြစ်ပါရဲ့နဲ့မကောင်းမှုကိုကျွလွန်တာကြောင့်မင်းပြင်းမင်းတန်ခံစားနေရတဲ့လူငယ်ရဲ့သားနံပါတ်2မနုဿပေတလူသားစင်စစ်ဖြစ်ပါရဲ့နဲ့ကောင်းမှုကုသိုလ်မရှိတာကြောင့်စားရမဲမဲတောက်ရမဲမဲဖြစ်နေတဲ့လူပြိတ္တာနံပါတ်3မနုဿတိရိသာနလူသားစင်စစ်ဖြစ်ပါရဲ့နဲ့ကုသိုလ်အကုသိုလ်ခွဲခြားမသိအကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားမသိပဲနဲ့ သူတစ်ပါးခဲသမျှကိုလုပ်နေရတဲ့လူတိရစ္ဆာန်နံပါတ်၄မနုဿပရမတ္ထလူသားဆင်စစ်လည်းဖြစ်တယ်ကုသိုလ်အကုသိုလ်လည်းခွဲခြားသိတယ်ကောင်းမှုမကောင်းမှုကိုလည်းခွဲခြားသိပြီးတော့ကောင်းမှုကိုအမြဲတမ်းစီးပိုးနေတဲ့လူတော်လူမြတ်ဒါဟာလူလေးမျိုးပဲဖြစ်တယ်အဲ့ဒီလူလေးမျိုးထဲမှာနောက်ဆုံးလူကတော့အမျက်ဆုံးဖြစ်တယ်နော်သောသောကပြောတဲ့လူတိရစ္ဆာန်ဆိုတာကတော့နံပါတ်၃ဖြစ်တယ်လူဖြစ်ပြီးတော့ ဒုတိယဆန်ဖြစ်ရတာအရန်နဲ့နာတယ်နော်တတိယဆန်စစ်စစ်ကတတိယဆန်ဖြစ်တာကဘာမှမနဲ့နာဘူးဒါကတဘာဝကြတယ်နော်လူဖြစ်ပါရဲ့နဲ့ဒုတိယဆန်ဖြစ်ရတာဟာလူဘဝမှာအကြီးကျယ်ရှုံးတာပဲဒါကြောင့်ဒုတိယဆန်တွေတက်တော့ဒီလိုတတိယဆန်ကတာတယ်ဆိုတာကိုပြောတာပါနော်နားလဲပါစေဘာသာခြားတွေကဗုဒ္ဓဘာသာကိုစော်ကားတာကြောင့်ဆရာတော်ကတုတ်ပြန်တာကိုတီးခံဖို့ပြောနေကြပါတယ် အများကြီးမဟုတ်ပါဘူး။နှစ်ယောက်သုံးယောက်လောက်ကပြောတာပါဆရာတော်တဲ့။ဦးစင်းတို့လူ့အကြောင်းဘဝငငယ်တုန်းကဦးနီတိုးဆိုတဲ့တကာကြီးတစ်ယောက်ရှိပါတယ်။အဲ့ဒီတကာကြီးကဦးစင်းတို့ကိုနေတိုင်းနေတိုင်းသီးခံဖို့သီးခံခြင်းဟာအောင်မြင်ခြင်းဖြစ်ကြောင်းသီးခံခြင်းဟာမြတ်သောအကျင့်ဖြစ်ကြောင်းပြောဆိုဆုံးမပါတယ်။ဒီနေ့မှာသူ့မိန်းမနဲ့တခြားယောက်ျားတစ်ယောက်ရံဖြစ်တဲ့အခါမှာတစ်ဖက်ယောက်ျားကသူ့မိန်းမကိုတွန့်လှဲလိုက်တဲ့အတွက် ဥနီတို့ဟာစိတ်မထိန်နိုင်ဖြစ်ပြီးအဲ့ဒီယောက်ျားကိုလက်သေးနဲ့ထိုးလိုက်တဲ့အခါမှာတဖက်ယောက်ျားဟာနှာနူရိုးကျိုးသွားပါတယ်။ဒါကိုမြင်တဲ့ဥစဉ်တို့ကဥနီတို့ကျွန်တော်တို့ကိုကြတော့တီးခံဖို့ပြောပြီးဥနီတို့ကြတော့ဘာလို့တီးမခံတာလဲလို့မေးပါတယ်။အဲ့ဒီအခါမှာဥနီတို့ကငါကတီးခံဖို့ပြောတယ်ဆိုတာမင်းတို့အတွက်ပြောတာငါအတွက်ပြောတာမဟုတ်ဘူးတဲ့။နော်။ဒါကြောင့်တီးခံခြင်းဆိုတာဟာပြောရတာလွယ်ကူသလား လက်တွေ့ကျင့်သုံးဖို့ခတ်ပါတယ်။ဥစဉ်ကိုသိခံဖို့ပြောနေကြတဲ့လူတွေဟာသူတို့နဲ့သူတို့မိသားစုကိုမထိသေးလို့ပါ။သူတို့နဲ့သူတို့မိသားစုကိုထိကြည့်လိုက်ပါ။ဥဏီတို့လိုတုတ်ပြန်ပါလိမ့်မယ်။နောက်ပြီးဥစဉ်တို့မြတ်စွာဘုရားကလည်းပဲခန္ဒီနဲ့ဘယကိုခွဲခွဲခြားခြားဟောပြခဲ့ပါတယ်။ခန္ဒီဆိုတာကသီးခန္ဓာကိုပြောတာပါ။ဘယဆိုတာကအကြောက်တာကိုပြောတာပါ။ မတုတ်ပြန်တဲ့မတုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာဟာခံတီဖြစ်ပါတယ်။တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုမတုတ်ပြန်ပဲနေတာဟာဘယဖြစ်ပါတယ်။ဒါကြောင့်ဥစဉ်ကိုသီးခံဖို့ပြောနေတဲ့လူတွေကိုပြောကြင်တာကခံတီနဲ့ဘယကိုကွဲပြားစွာလုပ်ပါဥဏီတို့လို့မလုပ်ပါနဲ့လို့ပြောကြင်ပါတယ်နော်။ဂုံမန်ဆိုတာဘယ်လိုမျိုးလဲဖေ။တပြည့်တော်မီးလျှောက်တာ၃ချိန်၄ချိန်ရောက်ပါပြီဖေတဲ့။ဂုံမန်မဟုတ်ပါဘူးကုံပန်ဖြစ်ပါတယ်နော်။ ဦးသိန်းကမိခွန်းကိုရွေးပြီးဖြေတာမဟုတ်ပဲတွေ့တဲ့မိခွန်းကိုပဲဖြေတာဖြစ်တဲ့အတွက်တချို့မိခွန်းတွေက၃လေးချိန်မိတာတောင်မှမမြင်ပါဘူးအခုဒီမိခွန်းကိုတောင်မှတိုက်ဆိုင်ပြီးမြင်တာပါအဲ့ဒီအတွက်ဦးသိန်းကိုနားလေပေးစေခြင်းပါတယ်ဓတရတဝိရူလကဝိရူပက ကုဝေရဆိုတဲ့နမင်းကြီး၄ပါးရှိပါတယ်ကုံပန်တွေဟာအဆိုပါနမင်းကြီး၄ပါးတဲ့ကဝိရူလကနမင်းကြီးရဲ့အုပ်ချုပ်ခံတွေဖြစ်ပါတယ် စာပေမှာကုန်ပန်းကိုဘယ်လိုပုံစံံပြတယ်လဲဆိုရင်ကြီးမားသောဝမ်းပိုင်နှင့်ကြီးမားသောဝေးစိပြုကျဲနီမြန်သောမျိုးလုံးရှိသည့်တတဝါလို့ပြပါတယ်ဒါဟာကုန်ပန်းပဲဖြစ်ပါတယ်နော်အရှင်ဖေရအိမ်မက်၁၆ချက်မှတ်တဲ့ကောသလမင်းကြီးကတေလုံပြီးဘယ်ရောက်သွားတာလဲဖေရလုံးဝမသိ၍မေးခြင်းဖြစ်ပါတယ်အရှင်ဖေရတဲ့မြတ်စွာဘုရားလက်ထက်တုန်းကအထင်ရှားဆုံးပုဂ္ဂိုလ်၄ဦးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးကဘယ်သူတွေလဲဆိုရင် ၁။အနာထပိန်တထေးကြီး၂။ဝိသာခာကျောင်းအမကြီး၃။ကောသလမင်းကြီး၄။ဗိမ္မိတာရမင်းကြီးတို့ပဲဖြစ်ပါတယ်။အနာထပိန်တထေးကြီးကွယ်လွန်တဲ့အခါမှာတုတိတာနတ်ပြည်မှာနှစ်သားဖြစ်ပါတယ်။ဝိသာခာကျောင်းအမကြီးကွယ်လွန်တဲ့အခါမှာမိမာနရတိနတ်ပြည်မှာသူ့နေမိတာနတ်မင်းကြီးဤမိဖုရားဖြစ်ပါတယ်။ဗိမ္မိတာရမင်းကြီးကွယ်လွန်တဲ့အခါမှာသတုမာရနတ်ပြည်မှာနှစ်သားဖြစ်ပါတယ်။ ကောသလမင်းကြီးကွယ်လွန်တဲ့အခါဘယ်ပုံရောက်တယ်ဆိုတာကိုမသိရပါဘူးเนาะဘာကြောင့်မသိရတာလဲဆိုရင်မြတ်စွာဘုရားမဟောခဲ့လို့ပဲဖြစ်ပါတယ်မဟောခဲ့ရတဲ့အကြောင်းရင်းကလည်းပဲမင်းမြန်းလျှောက်ထားတဲ့သူမရှိလို့ဖြစ်ပါလိမ့်မယ်เนาะဒါကြောင့်တိတကူဆရာတော်ကြီးဗုဒ္ဓဃာယရောက်လို့အဲ့ဒီ၄ဦးကိုကောင်းမှုပြုပြီးအမျှဝေတဲ့အခါမှာဘယ်လိုဝေတယ်လဲဆိုရင်တုတိတာနတ်ပြည်၌ရောက်နေသောအနာထပိန်တတိကြီးအား၎င်း မိမာနရတိနတ်ပြည်၌ရောက်နေသောဝိတာခာကျောင်းအမကြီးအား၎င်းသတုမာရနတ်ပြည်၌ရောက်နေသောဗိမိတာရမင်းကြီးအား၎င်းဘယ်ရောက်နေမှန်းမသိသောကောသလမင်းကြီးအား၎င်းအမျှပေးဝေပါ၏လို့ဆိုပြီးကောင်းမှုကိုအမျှပေးဝေထားတာတွေ့ပါတယ်။ဒါကြောင့်ကောသလမင်းကြီးဘယ်ရောက်နေတယ်ဆိုတာကိုမသိရပါဘူးနော်။အရှင်ဖယားမိခင်ဖြစ်သူထမင်းစားနေတာကိုအဲ့ဒါငါ့မဆင်တွေစားလို့ပြောပါတယ်ဖယား။ အဲ့ဒီဦးလေးဘာဖြစ်မှလဲဖရားတဲ့တော်တော်မယိုင်းတာပဲနော်မိဘကိုစော်ကားတဲ့ပုံကိုယ်တွေဟာဒံကြီး၁၀ပါးတင်းရောက်နိုင်ကြောင်းအပါဒံပါဠိတော်နဲ့ဓမ္မပဒတို့မှာဖော်ပြထားပါတယ်အဲ့ဒီဒံကြီး၁၀ပါးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်၁ကြံတန်းပြင်းထန်သောဥခေါင်းကြိုက်ခဲသည့်ဝေဒနာများခံစားရခြင်း၂ပစ္စည်းဥစ္စာများအကြောင်းအမျိုးမျိုးဖြင့်ဆုပ်ယုပ်ပျက်စီးခြင်း 3. ခန္ဓာကိုယ်ခြေပြက်လက်ပြက်စသည့်ဖြစ်ခြင်း 4. မျက်စိကွယ်ခြင်းနူနာဆွဲခြင်းလေငန်းဖြတ်ခြင်းစသော အနာရောဂါများခံစားရခြင်း 5. ယူသွခြင်းတို့ရောက်ခြင်း 6. ညာထူးဌာနန္တရာများဖယ်ရှားခံရခြင်း 9. ကြံတန်းသောဆွဆွဲမှုများကိုခံရခြင်း 10. ၈.မိမိ၏မိခိုအားထားရာ ဖြစ်သောဆွေမျိုးများတည်ဆုံးပျက်စီးခြင်း 9. စည်းစိမ်ဥစ္စာများဆွေးမြေ့ပျက်စီးခြင်း၁၀တေပြီးသည့်နောက်အပေငရဲတို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါれဒါဟာမိဘကိုစော်ကားခြင်းကြောင့်တင့်ရောက်မိဒဏ်ကြီးဆယ်ပါးပဲဖြစ်ပါれဒါကြောင့်မိဘတွေကိုမစော်ကားကြပါနဲ့နော်ဖုန်ကြီးကိုတောင်းမေးမြောက်မေးနဲ့ဒိတာဘာမောက်ခထင်နေလို့လားတဲ့ဒီစကားဟာမှားပါれနော်ဘာသာရေးမှာမသိရင်မေးရပါမယ် မိမအမှန်ကိုသိပြီးအမှန်ကိုရောက်မှာပါမိသိမနိကေဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကံမဝိပင်္ဂတုံမှာမြတ်စွာဘုရားကို သူဘလူလင်မေလျှောက်တဲ့ပု္ပ္ပာ14ချက်ဆိုတာရှိပါတယ်အဲ့ဒီပု္ပ္ပာ14ချက်ထဲမှာမြတ်စွာဘုရားလူချင်းသူဘလည်းရဲ့တချို့သောလူတို့သည်ပညာရှိကုန်၏တချို့သော လူတို့သည်ပညာမဲ့ကုန်၏ဘာကြောင့်ပါလဲဖရာဆိုတဲ့အချက်ပါပါတယ် အဲ့ဒါကိုမြတ်စွာဘုရားကဖြစ်သားသူပါတချို့သောလူတို့သည်တမနာဗျမနာတို့ထံချင်ကပ်၍အဘယ်တရားသည် ကုသိုလ်တရားမိပါသနည်းအဘယ်တရားသည် အကုသိုလ်တရားမိပါသနည်းအဘယ်တရားသည်မှီဝဲထိုက်ပါသနည်းအဘယ်တရားသည်မမှီဝဲထိုက်ပါသနည်းအဘယ်တရားကိုမှီဝဲရင် ကုသိုလ်ဖြစ်ပါသနည်းအဘယ်တရားကိုမှီဝဲရင် အကုသိုလ်ဖြစ်ပါသနည်းစသည်ဖြင့်မြင်မြန်ကြ၏ဤကဲ့သို့မြင်မြန်သောလူတို့သည်ပညာရှိအမျိုး၌သာဖြစ်ကုန်၏ မမေးမမြန်းသောလူတို့သည်ပညာမဲ့အမျိုး၌သာဖြစ်ကုန်၏လို့ဖြေကြားတော်မူပါれ။ဒါကြောင့်မေးမြန်းခြင်းဟာပညာကို တိုးပွားစေတဲ့အတွက်မသိရင်မေးရပါမယ်နော်။ကုသိုလ်အကုသိုလ်တွေကိုပယ်သတ်နိုင်ကြတဲ့ဖရာနဲ့ယဟန်တာတွေဟာဘုက္ကိုကြတော့ဘာကြောင့်မပယ်နိုင်တာလဲမပယ်ကြတာလဲဖုံဖုံတဲ့။ဘုလိုပြောလိုက်ရင် တချို့ကအကုသိုလ်ဝိက္ကိုပဲမြင်တတ်ကြပါတယ်။ ဝတ်ဆိုတာကအကုသိုလ်ဝိရေကုသိုလ်ဝိရေဆိုပြီးနှမျိုးရှိတာပါဖျားနဲ့ယဟန္တာတွေဟာ အကုသိုလ်ဝိရောကုသိုလ်ဝိရောအကျိုးပေးတာကို ခံရပါတယ်ဖျားအဖြစ်ကိုရတယ်ယဟန္တာအဖြစ်ကိုရတယ်ဆိုတာဟာကုသိုလ်ဝိလိုက်တာဖြစ်ပါတယ်မကောင်းကျိုးခံစားရတယ်ဆိုတာဟာအကုသိုလ်ဝိလိုက်တာဖြစ်ပါတယ်ဖျားနဲ့ယဟန္တာတွေဟာကုသိုလ်အကုသိုလ်တွေကိုပယ်တတ်တယ်ဆိုတာဟာနောက်ဘဝမှာပရိသန္တိအကျိုးကိုပေးစေနိုင်တဲ့ ဝိပါကဝုဤအကြောင်းဖြစ်သောကာမဝုကိုပဲပယ်တာပါဘဝဘဝများစွာကပြုကျင့်ခဲ့တဲ့ကာမဝုဤအကြောင်းဖြစ်သောဝိပါကဝုအကျိုးတွေကိုမပယ်ပါဘူးဒါကြောင့်ဖယားနဲ့ယဟန္တာတွေဟာဝုကိုခံရတာဖြစ်ပါတယ်နားလည်ပါစီနော်အရှင်ဖယားဒီခေတ်ကြီးထဲမှာယဟန္တာဆိုတာရှိနိုင်ပါသလားယဟန်ခံကြတဲ့သူတွေပေါများပေမဲ့ယဟန္တာဖြစ်ဖို့မလွယ်ဘူးလို့တကြည်တော်ယူဆပါတယ်အမှားပါရင်ခွင့်လွတ်ပါအရှင်ဖယားတဲ့ ယဟန္တာဆိုတာကသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်မျိုးတည်းကိုပြောတာမဟုတ်ပါဘူးနော်လူဝတ်ကြောင့်ပုဂ္ဂိုလ်ပဲဖြစ်စေသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကိလေသာအပိတိုင်ကုန်ခန်းသွားပြီဆိုရင်ယဟန္တာပဲဖြစ်ပါတယ်ဒီခေတ်ကြီးထဲမှာယဟန္တာရှိနေနိုင်သေးသလားဆိုတော့မြတ်စွာဘုရားကငါဘုရားဟောကြားထားတဲ့မဂ်ကင်ရှိပါအကျင့်မြတ်တရားရှိနေသေးတဲ့၍ထိုမဂ်ကင်ရှိပါအကျင့်မြတ်တရားကိုကျင့်သုံးလိုက်နာတဲ့သူတွေရှိနေသေးတဲ့၍ယဟန္တာမစိတ်သုံးဘူးလို့ဟောကြားထားပါတယ် ီကနေ့ခေတ်မှာမြတ်စွာဘုရားဟောကြားထားတဲ့မဂ်ဂင်ရှင်ပါအကျင့်မြတ်တရားတွေလည်းရှိနေသေးတယ်လို့ထိုမဂ်ဂင်ရှင်ပါအကျင့်မြတ်တရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေသေးတဲ့အတွက်ကြောင့်ယဟန္တာဆိုတာရှိနေနိုင်ပါသေးတယ်နော်သို့တော်လည်းပဲယဟန္တာသူတော်ကောင်းတွေကသူတို့ယဟန္တာဖြစ်တယ်ဆိုတာကိုထုတ်ဖော်၍ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့်ယဟန္တာရှိမှန်းကိုမသိကြတာဖြစ်ပါတယ်နားလည်ပါစေနော်